်ခန်းနာထဲဝါလာတဲ့အင်ကြီးတစ်စောင်ဟာတံပိုးကြီးမီလုံးများကိုထွန်းညစ်ပြီးညအမောင်ကိုအန်တုထားပါတယ်။ဦးဆွေတော့ကရောက်နေတဲ့လူတယောက်ရဲ့ရှိုင်းမှုတံကိုတော့လင်းချင်းကတစ်ဆောင်လာပြီးတိတ်ဆိတ်မှုတို့ကြီးစိုးနေတဲ့ပရဝံကိုတိတ်တခိုးလေးဖြတ်ကျော်သွားပါတယ်။ရှိုင်းမှုတံကတက်လက်ပိုင်းအမျိုးသမီးတယောက်ရဲ့အတန်ဖြစ်ပြီးအိမ်အကောင်းစားကြီးရဲ့ဘေးမှာရှိတဲ့စိတ်ချမ်းလေးကနေလာနေခဲ့တာပါ။ အဲ့ဒီအမျိုးသမီးကြီးရဲ့နာမည်ကမာစီနာလို့ခေါ်ပြီးအသက်ဝိညာဉ်မရှိတော့တဲ့သမီးငယ်လေးကိုကြည့်ပြီးယူကျုံမရဖြစ်နေကဒီအတွက်နင်တို့အားလုံးပြန်ပေးဆက်ရမယ်ဆိုတဲ့စကားလုံးကိုတတွင်တွင်ရေရွတ်နေပါတယ်မာစီနာကရိုးရအင်းကြီးအစင်းရောင်နဲ့ပတ်တိတ်လုံးကြီးကိုဝတ်ဆင်ထားကသူမရဲ့ပုံစံကအရာအားလုံးကိုဆုံးရှုံးခံလိုက်ရတဲ့လူတစ်ယောက်လိုဖြစ်နေပြီးနိုင်ရမှာချိတ်ထားတဲ့ဓမ္မကိုဖြုတ်လိုက်ပါတယ် ဒီလိုအဆုံးရှုံးခံလိုက်ရတဲ့လူမျိုးရဲ့ဒေါသဟာတိတ်ကြောက်စရာကောင်းပြီးဘာမဆိုလုံးဝမဲ့အနေအထားတစ်ခုမှရှိနေပါတယ်။မာစီနာကအရင်ဆုံးစိတ်ချန်ထဲမှာမွေးထားတဲ့စိတ်တွေအပေါ်သူမရဲ့နာကျင်မှုတွေကိုပုံချလိုက်ပါတယ်။ဒါပေမဲ့ဒေါသကမပြည့်သေးပဲခန်းနာလာတဲ့အင်ဂျီစီကိုဆက်လက်ဥတီနေပါတယ်။အင်ဂျီထဲမှာတော့အယူမကြီးလိုဖြစ်နေတဲ့မာစီနာရဲ့ဘဝနဲ့စန်းကျင်ဘက်တာယာပျော်ရွှင်နေတဲ့မိသားစုတစုရှိနေပြီး သူတို့ရဲ့တူဦးဒီသောသမီးငယ်လေးကိုဝင်းနေပွဲကျင်းပပေးနေပါတယ်။မဆီနာကအိမ်ထဲကိုလှမ်းကြည့်နေပြီးငါလိုချင်တဲ့ဒီလိုပွားပွားမျိုးလေးဆိုတဲ့စကလုံးတွေကိုမျက်လုံးကနေတဆင့်မြင်တွေ့နေရကမဖြစ်နိုင်တော့တဲ့အရာကိုတောင်းတမနေတော့ပဲ။သူမရဲ့အကြည့်တွေကခြံထဲမှာဆင်ထားတဲ့ဒဏ်တစ်ခုစီရောက်သွားပါတယ်။ မွေးနေ့ရှင်လေးလာတီနီကမိဘနှပါရဲ့ဩဝါဒတွေကိုခံယူနေရင်ဗနေပေါက်ကနေမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လန့်သွားပါတယ်။ဟုတ်ပါတယ်။မာစီနာတယောက်သူ့လက်ဘင်းသူကြိုးကွန်းဆွပြီးလောကကြီးကိုအပိတိုင်နှုတ်ဆက်သွားခဲ့ပါပြီ။ဟုတ်ကဲ့ဒါကတော့ဂျာလန်ပူလန်ဆိုတဲ့အင်ဒိုနီးရှားတရက်ကဖြစ်ပြီးဒီဇယ်လန်ထဲမှာဆက်ပြီးမြင်တွေ့ရမှာကတော့ ချိန်စာတင့်နေတဲ့သမီးငယ်ကိုကုသဖို့ဂျာပါရခွင်ချီဆန့်ပြီးပယောဂဆရာတွေနတ်ဆရာတွေကိုလိုက်ရှာတဲ့မိခင်တယောက်ရဲ့မလျှော်သောစွဲနဲ့စ조사အထုတ်မှုတွေပါပဲဇလန်းလေးမစခင်လိုက်တစ်ချက်ခေါမန့်တစ်ချောင်းဆာရဖို့အချိန်မရှိရင်နှစ်သက်တဲ့ emoji တခုခုမှန်းခဲ့ပေးပါ subscribe မလို့ရသေးရင်လည်းလုပ်ခဲ့ကြပါ VPN ဖွင့်ကြည့်ပေးဖို့လည်းမေတ္တာရက်ခံပါတယ်ခင်ဗျာဇလန်းလေးစကြမယ်နှစ်30ကြာပြီးနောက်အာရွန်ဆိုတဲ့ចောင်းသူလေးဟာနောက်9ရက်နေရင်ကြာရောက်မယ် ူမရဲ့မွေးနေ့ပွဲကိုလာခဲ့ဖို့အတန်းပေါ်တွေကိုဖိတ်ခေါ်နေချိန်ကျောင်းပြန်ဘက်မှာမတ်တက်ရက်နေတဲ့မိမကြီးတယောက်ကိုမြင်လိုက်ရပါတယ်ဒါပေမဲ့သူကိစ္စမဟုတ်တော့မို့အာယုံလွှဲလိုက်ပြီးရှေ့ကအတန်းပေါ်ကိုသူမရဲ့မွေးနေ့ကိစ္စပြောဖို့လှမ်းခေါ်လိုက်ပါတယ်အတန်းပေါ်သူမပဲလှည့်လာတော့စောစောကအပြင်မှာရက်နေတဲ့မိမကြီးဖြစ်နေတဲ့အခါလန့်သွားပါတယ်အဲ့ဒီမိမကြီးပုံစံကကြောက်စရာကောင်းပြီး ူမကိုရီပြနေတော့အာရုံလဲတောက်ချုံနဲ့ထိုးထည့်လိုက်ပါတယ်ဒါပေမဲ့သူမထိုးလိုက်တော့အတန်းပေါ်ကြောင်းသူတယောက်သာဖြစ်နေပြီသူမရဲ့လုပ်ရက်အပေါ်အတန်းပေါ်တွေကထိတ်လန့်နေကြပါပြီဒါနဲ့တွေမပြီးသေးပါဘူးအာရုံရဲ့မျက်လုံးထဲမှာအတန်းပေါ်တွေကိုအဲ့ဒီမိမကြီးပုံစံပဲမြင်နေရတော့တယောက်ပြီးတယောက်တောက်ချုံနဲ့လိုက်ထိုးပါတော့တယ်ထိုးပြီးလိုက်တိုင်းမှလည်းသူမရဲ့တငယ်ချင်းတွေသာဖြစ်နေပါတော့တယ်အဲ့ဒီလုပ်ရက်ကြောင့်ပဲကျောင်းဦးကြီးကအာရုံကိုမိပခေါ်စီပြီး ကျောင်းထုတ်ပြစ်လိုက်ပါတော့တယ်အာရုံရဲ့မိခင်ကတော့တခြားသူမဟုတ်ပါဘူးဇလန်အစကခန်းနာထဲဝါလာတဲ့အင်ကြီးထဲမှာမွေးနေ့ပွဲကျင်းပနေတဲ့ကလေးမလေးပါပဲအာရုံကို၆လန့်ပြီးအမြင်မအောင်လုံနေတဲ့တေးမကြီးကတော့အလုံးတိကျတဲ့အတိုင်သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တဲ့မာစီနာပဲဖြစ်ပါတယ်အဲ့ဒီနောက်မှာလာတီနီကအင်ကိုမပြန့်သေးပဲမွေးစားသမီးစီဝင်ပြီး အာရွန်ရဲ့အခြေအနေတွေကိုပြောပြလိုက်ပါတယ်။မွေးစားသမီးရဲ့နာမည်ကအဒဲလီယာအိုင်နီယာလို့ခေါ်ပြီးမိသားစုဝင်တွေကလီယာလို့ပဲခေါ်ကြပါတယ်။လီယာကစိတ်ပညာရှင်တစ်ယောက်ဖြစ်နေတော့အာရွန်ကိုစေယောကစေယုံပို့ဖို့ပြောလိုက်ပါတယ်။အဲ့လိုပြောတော့လာတီနီကစိတ်မကောင်းဖြစ်သွားပြီးသမီးတို့နှစ်ယောက်ကတေးသားမတော်ဆက်ကြဘူးဆိုပေမဲ့ညီမအရင်းတွေလိုပဲလေလို့ပြောပြီးထွက်သွားပါတယ်။အာရွန်လေးကသူမကိုသူမယူနေပြီလို့ထင်နေပြီးသမီးပြန်ကောင်းသွားမှာပါနော်လို့ပြောလိုက်ပါတယ်။လာတီနီကတော့ သူမရဲ့တမီးလေးကိုအယူလို့ဘယ်တော့မှမထင်ပါဘူး။အမေတမီးအတွက်ကူတော့ကို နေရအနှံ့လိုက်ရှာမယ်။တမီးပြန်ကောင်းသွားမှာပါ။အမေကိုယုံပါလို့ပြောလိုက်ပါတော့တယ်။အာရုံလေးကလည်းသူ့ကိုသူအတင်းထားတဲ့အနေနဲ့ငါပြန်ကောင်းသွားမှာပါလို့ပစက်ကဇက်တိုက်ရည်ရွတ်နေပါတယ်။အဲ့ဒီအချိန်ကားပတ်မှန်နေမှာမကောင်းဆိုးရွားလို့ဖြစ်နေတဲ့သူမရဲ့ပုံရိပ်ပေါ်လာပြီးဟုတ်တယ်။နင်ပြန်ကောင်းသွားမှာလို့ပြောလိုက်ပါတော့တယ်။အိမ်ကိုပြန်ရောက်တော့မောင်လေးဖြစ်တဲ့ရာမာက အမေနဲ့အမပြန်ရောက်လာပြီမို့ပြောနေပါတယ်အိမ်ထဲကိုရောက်တော့လာတီနီကလွန်ခဲ့တဲ့လင်းနစ်ကကွယ်လွန်သွားတဲ့သူမရဲ့ခင်မွန်းဖြစ်သူစူရီးယားရဲ့ဓပုံကိုကင်ကြည့်ပြီးအဲ့ဒီအချိန်ကဖြစ်ခဲ့တာတွေကိုပြန်လည်အမှတ်ရနေပါတယ်အာရုံရဲ့မွေးနေ့ကတာမန်လူတွေလိုမဟုတ်ပါဘူး လင်းနစ်ကိုတစ်ချိန်သာကြားရောက်လိရှိတဲ့ February 29ရက်နေ့မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။လွန်ခဲ့တဲ့လင်းနစ်ကအာရွန်ဟာကို့အဖေကိုပြန်တက်ခဲ့တာဖြစ်ပြီးစူရီယာမတည်ခင်လေးမှာပြောသွားခဲ့တာရှိပါသေးတယ်။အာရွန်ကိုဂရုစိုက်လိုက်ပါ။ငါရဲ့ဒါရာရီထဲမှာအကုန်ရေးထားတယ်ဆိုတာပါပဲ။လာတီနီကသူမရဲ့ခင်မွန်းတည်ဆုံးပြီးကြတဲ့ကအာရွန်ကဘာမှထူးထူးခြားခြားဖြစ်မနေတော့တာမို့စူရီယာရဲ့ဒါရာရီစာအုပ်ကိုဖတ်ကြည့်ဖို့မေးနေခဲ့ပြီးဒီနေ့ဖြစ်ခဲ့တာတွေကြောင့်ဒါရာရီစာအုပ်ကိုဖတ်ကြည့်လိုက်ပါတော့တယ်။ ဗန်ရီထဲမှာရေးထားတာကသူတို့ရဲ့တမီးလေးဟာကျင်းစာတင့်နေတယ်သူ့မွေးနေ့ရောက်တိုင်းမှာကျင်းစာကပေါ်လာတတ်တယ်နောက်တစ်ချိန်မွေးနေ့မရောက်ခင်သူ့ကိုကုသပေးရမယ်သူ့ကိုကျင်းစာကနေလွတ်မြောက်အောင်ကုသပေးနိုင်တဲ့သူတွေကိုဒီစာအုပ်ထဲမှာငါရေးထားတယ်အာရုံကိုသူ့မွေးနေ့မတိုင်ခင်ကုသပေးပါနောက်ထပ်လူတည်ဆုံးမှုတွေမဖြစ်အောင်လုပ်ပါဆိုတာပါပဲအဲ့ဒီအချိန်ရာမလေးကတော့အင်းရှင်းမှာအာရုံနဲ့အတူစော့နေရင်အာရုံကစိတ်ပေါက်လာပြီးကစားနေတဲ့မောင်လေးကိုထိခိုက်အောင်လုပ်နေပါတယ်ရာမလေးလည်းအစမှာ ဒီတိုင်းမဲ့စော့ကူပေးနေတဲ့ထင်ပေမဲ့မူမမှန်တဲ့အမရဲ့အပြုမူတွေကြောင့်ထိတ်လန့်ပြီးရက်ပေးဖို့ပြောပေမဲ့လည်းအာရုံကရက်မပေးတာမို့မိခင်ကြီးကိုအော်ပီးအကူအညီတောင်းလိုက်ပါတယ်။အော်တန်ချပြီးလာတီနီအချိန်မီရောက်လာခဲ့လို့သာရာမာလေးလည်းအသက်ချမ်းသာရာရသွားခဲ့ပါတယ်။လာတီနီလည်းသူမခင်မွန်ရေးထားခဲ့တဲ့အကြောင်းတွေကိုလက်ခံသွားခဲ့ပါပြီ။အဲ့ဒီနောက်မှာတော့စူရီးယားရဲ့ဒါရီထဲမှာရေးထားခဲ့တဲ့အတိုင်းနက်ဆရာတွေစီတွားကြည့်ချဖို့အတွက်တားအမိ၃ယောက်ပြင်ဆင်နေခြင်း မွေးစားသမီးလီယာရောက်လာပါတယ်။လီယာကခေတ်ပညာတဲ့တယောက်ဖြစ်တဲ့အပြင်သူမကိုယ်တိုင်ကလည်းစိတ်ရောဂါကုသတဲ့ပညာရှင်တယောက်ဖြစ်နေလေတော့ဒါမျိုးတွေကိုမယုံကြည်ပေမဲ့လည်းမိသားစုကိုချစ်တဲ့စိတ်ကြောင့်သူမပါအတူလိုက်လာခဲ့ပါတယ်။ဒီလိုနဲ့မိသားစု၄ယောက်ရဲ့ ဂျာဘခီးစင်ဟာအစပြုတ်ခဲ့ပြီးမွန်နမ၃ရောက်ဟာကားထဲမှာပျော့ပျော့ရွှင်ရွှင်နဲ့လိုက်လာခဲ့ပါတယ်။အာရွန်မွေနေမရောက်ခင်၅ရက်အလိုတွားရမယ့်ခီးကအရန်ဝေးတာမို့တနေ့ကုန်ကားမောင်းလာခဲ့ရတာတော့မရောက်နိုင်သေးပဲ။မောင်ကြီးပြိုးချင်ရောက်လာခဲ့ပါပြီ။အာရွန်ကတော့မွေးစားအမနဲ့မောင်လေးလိုမျိုးအိပ်ပျော့နိုင်ခြင်းမရှိပဲ။လမ်းဘေးကသာငေးကြည့်နေရင်လိုက်ပါလာခဲ့ပါတယ်။အဲ့လိုငေးကြည့်နေတော့မှကလေးတစ်ယောက်ရဲ့အရေးကိုဖျက်ခနဲမြင်လိုက်ရပြီးလန့်သွားခြင်း အဲ့ဒီကလေးကနောက်တစ်ချိန်ထက်ရောက်လာပြီးခြောက်လန့်တော့အာရုံလည်းကြောက်လန့်တကြားအော်ဟစ်လိုက်ပါတယ်အဲ့ဒီအခါမောင်နှမတွေလည်းနိုးလာပြီးအကြောက်ပြေတော့အောင်အာရုံကိုရေတိုက်ပေးလိုက်ကြပါတယ်ပထမဆုံးရောက်သွားခဲ့တဲ့နတ်ဆရာကြီးကတော့နတ်ဆရာဆိုတာထက်အောက်လန်းဆရာလို့ပြောရပါမယ်အဲ့ဒီအောက်လန်းဆရာကြီးကတခါတည်းပုံပွင့်လင်းလင်းပြောလိုက်ပါတယ်ခမရတို့သမီးကိုယ်ထဲမှာနောက်ထပ်ဝိညာဉ်တစ်ကောင်ကကပားကောင်လိုတွေ့ကက်နေတယ်အဲ့ဒီဝိညာဉ်ကိုသူဖဲထုတ်ပေးနိုင်ဖို့အတွက်အထက်ကလိုအပ်တာကပတ်စံပဲ မများတို့ကျုပ်ကိုပတ်စံအများကြီးပေးရမယ်ကျုပ်ဒါမှနောင်မင်းမထက်ယူဖို့အတွက်လုံလောက်မှလို့ပြောလိုက်ပါတယ်လီယာကအောင်လန်းဆရာကြီးစိတ်တက်ကိုကြည့်ပြီးနည်းနည်းလေးမှယုံကြည်မှုမရှိပေမဲ့လာတီနီကတော့နတ်ဆရာကြီးပုံစံကိုသိပ်မကြိုက်ပေမဲ့သူသမီးသာပြန်ကောင်းသွားမယ်ဆိုရင်ငွေဘလောက်ကုန်ကုန်ဂယုမဆိုင်ပဲသဘောတူညီမှုရယူလိုက်ပါတယ်လူကြီးတွေစကားပြောနေကြတော့မှရာမလီကရှူပေါက်ချင်နေဆိုတော့အာရွန်ကအဖော်လိုက်သွားပါတယ်ခြံထဲကိုရောက်တော့လမ်းမှာမြင်ခဲ့ရတဲ့ကလေးတေးလေးပေါ်လာပြီးတနေရာကိုလက်ညှိုးညွန်ပြလိုက်က အောင်လန်းဆရာကြီးရဲ့မကောင်းတဲ့လုပ်ရက်တွေကိုပြလိုက်ပါတယ်။အောင်လန်းဆရာကြီးဟာသူ့ရဲ့အစီအရင်တွေအစွမ်းထက်ဖို့ကလေးတွေကိုရစ်ပူစောတဲ့သူမှန်တိလိုက်ရပါတယ်။အစီအရင်ကိုဆလုပ်တော့လှုပ်ခါသွားတဲ့တိရွက်တွေကြောင့်အာရုံကမှတွက်ကက်နေတဲ့ဝိညာဉ်ရောက်လာပြီးဖြစ်မှန်တိလိုက်ရကအဲ့ဒီဘက်ကိုလိုက်သွားခဲ့ပါတယ်။တောဆက်သေးကိုရောက်တော့ကြောပိပိငိုနေတဲ့အာရုံကိုတွေ့သွားပြီးအနာသွားတဲ့အခါသူ့ဘက်ကိုလက်ကြည့်လိုက်တဲ့အာရုံမျက်နှာကြီးကပုံပြပန်းပြချင်းကိုလန့်သွားပါတယ်။ဒါပေမဲ့အာရုံကပြန်ပြောက်သွားပြီ အနောက်ကနေထပ်ပေါ်လာသူကတော့တရဲမမစီနာလည်းဖြစ်ပါတယ်။အော်လန်းဆက်ကြီးကကြောက်ပြီးလဲကျသွားတော့တရဲမကအပေါ်ကနေတိုက်ခိုက်လိုက်တာမို့လက်နဲ့ကာထားလိုက်ပါတယ်။ဒါပေမဲ့ဘာတန်ရာမမရတဲ့အခါသူထင်ထားသလောက်လည်းမဆိုးသေးပါလားဆိုပြီးအနှဲငယ်စိတ်အေးသွားပါတယ်။အဲ့ဒီအချိန်မှာပဲတရက်မှပြန်ပေါ်လာပြီးလေမြင့်မြစ်ပြီးလေပေါ်မြောက်ထားတော့အောင်လန်းဆရာကြီးလည်းအသက်မထွက်နိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲလာတီနီရိုးရောက်လာတော့မကောင်းဆိုးရွားမျက်နှာနဲ့အာရုံကိုတွေးလိုက်ရပါတယ်။တရက်မက အာရုံအနာမှာအမျက်ရှိနေပြီးဘေးကနေမကောင်းတာလို့ဖို့တိုက်တွန်းနေတတ်တယ်လို့သူကိုယ်တိုင်လည်းအာရုံကိုယ်ထဲဝင်ပူပြီးအခုလိုမျိုးလုံနိုင်စွမ်းနေလည်းရှိနေပါတယ်။တင်းမကဒီကောင်ကငါထက်တောင်ပိုဆိုးွားနေတယ်ဆိုကလွင့်ပစ်လိုက်တော့တင်းငုံချုံနဲ့စိုက်နေပြီးအောင်လဲဆရာကြီးလည်းပွဲချင်းပြီးသွားပါတော့တယ်။လာတီနီတို့လည်းမေ့လေသွားတဲ့အာရုံကိုပွတ်ချပြီးအဲ့ဒီနေရာကနေအမြန်ထွက်သွားကြပါတော့တယ်။အာရုံဝင်နေမရောက်ခင်၄ရက်အလိုဒီတခါရောက်လာတဲ့နေရာကတော့သူတို့ဆင်နေနေတဲ့နေရာမျိုးပါ။လာတီနီက အဲ့ဒီနေရာရဲ့ပဲကန်ရှင်ဖြစ်တဲ့ရူဟာနာဆိုတဲ့သူတို့စင်မာကြီး ਨੇ တွေးခွင့်တောင်းလိုက်ပါတယ်ရူဟာနာ ਨੇ တွေ့တော့အရင်ဆုံးအာရုံကိုအဝါရောင်ပိတ်ဆတ်နဲ့ခြုံပြီးခန္ဓာကိုယ်ကိုကျွတ်တုတ်လျက်ပန်းပေါင်းစုံနဲ့ဖြောဆက်ထားတဲ့ရေတွေနဲ့တန့်စင်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာလာတီနီကိုနေသမီးဘာဖြစ်နေလဲဆိုတာငါသိနေတယ်ဆိုကလာတီနီနဲ့နှုတ်ကြားပြောဖို့လိုအပ်လာပြီဖြစ်တော့တားငယ်လေးရာမကို သူ့အမနာမှာသွားဆောင်နေဖို့ပြောလိုက်ပါတယ်။ရာမထွက်သွားတာနဲ့လာတီနီကိုမျက်လုံးမိတ်ခိုင်းပြီးအတိတ်ကမှတ်ညံ့တွေစီပြန်သွားခိုင်းလိုက်ပါတယ်။အစမှာပျော်ရွှင်စရာကောင်းတဲ့အချိန်တွေကိုပဲပြန်လည်အမတ်ရနေပြီးနောက်ဆုံးမှာမိဘနှစ်ပါးနဲ့အတူကားအက်ဆီဒန့်ဖြစ်ခဲ့တဲ့အချိန်စီရောက်သွားခဲ့ပါတယ်။ကားကဘာလို့မောက်သွားခဲ့ရတာလဲဆိုတော့အဲ့ဒီအချိန်ကားမှန်ပေါ်ရုတ်တရက်ပြုတ်ကျလာတဲ့မိမကြီးကြောင့်ပါပဲ။ကားမောက်ပြီးတော့လာတီနီရဲ့မိဘနှစ်ယောက်စလုံးကနေရာမှာတင်သိဆုံးသွားခဲ့ပါတယ်။ကားမောက်တဲ့အချိန်ကြောင့် ဒဏ်ရာရီနဲ့ညီးတွားနေတဲ့သူမအနာကိုလူတယောက်ရောက်လာပြီးသူမကိုပွတ်ချီသွားခဲ့ပါတယ်။ရူဟာနာကမင်းရဲ့တမီးကိုထိန်ချုပ်နေတာအဲ့ဒီသူပဲ။သူကလက်စားချေလိုစိတ်ပြင်းပြနေတယ်။ဘရုံးမှမပြေပြောင်းမဲ့အညိုးတစ်ခုရှိနေတယ်။သူကဆက်ပြီးတက်ဖြတ်နေအောင်မဲ့အတိတ်ကဂျင်စာတစ်ခုပဲ။မင်းရဲ့တမီးကိုငါမကူတနိုင်ဘူး။မင်းကိုယ်တိုင်ကူတပေးမှရမယ်လို့ပြောလိုက်ပါတယ်။လာတီနာတယောက်အာရုံနောက်ကိုနှောက်ရှက်နေတဲ့အရာကစိတ်ချန်နေမှနေတဲ့မိမကြီးမာစီနာဆိုတာတိတ်သွားခဲ့ပါပြီ။မာစီနာတို့တာမီနှစ်ယောက်က စိတ်ချနေမှာဘာလို့နေနေရတာလဲလာတင်နီမိပါတွေနေရောဘလို့ပတ်သက်မှုတွေရှိနေတာလဲဆိုတာမကြခင်သိရတော့မှာပါရာမလေးကတော့ကြိုးတုတ်ခံထားရတဲ့အမနာကိုတွားနေချိန်ဘင်းနာကိုမစီနာရောက်လာပြီးသူ့အမကိုကြိုးပြစ်ပေးဖို့ဖျားယောင်းနေတာတကြောင်သူကိုယ်တိုင်လည်းအာရုံကိုကြည့်ပြီးစိတ်မကောင်းဖြစ်နေတာတကြောင်ကြောင့်ချုံနှောင်ထားတဲ့ကြိုးတွေကိုဖြီးပေးလိုက်ပါတယ်အာရုံပျက်ကြိုးတွေလက်ကနေလွတ်မြောက်သွားတာနဲ့မကောင်းဆိုးရွားကချက်ချင်းထိန်းချုပ်လိုက်ပြီးအဲ့ဒီမှာရှိနေတဲ့အဆောင်တယောက်ကိုတိုက်ခိုက်လိုက်ပါတယ်ရာမရဲ့အော်တန်ကြောင့် ဆီယမကြီးရူဟာနာနဲ့လာတီနီတို့လည်းရောက်လာကြပါတယ်ရူဟာနာကအာရုံကိုထိန်းချုပ်ဖို့ကြိုးစားတော့အာရုံကဆီယမကြီးရဲ့လက်ချောင်းလေးကိုကိုက်ဖြတ်ပြီးကျောင်းဝင်းအပြင်ဘက်ကိုထွက်သွားပါတယ်ကာလမတ်ပေါ်ရောက်တော့ကာတစီနဲ့ဝင်တိုက်မိပြီးသတိလစ်သွားပါတော့တယ်အဲ့ဒါနဲ့ကျောင်းဝင်းလေးကိုပြန်ခေါ်လာပြီးလက်ထောက်ဆီယမကအဆောင်ဆွဲချိုးတစ်ခုကိုစွပ်ပေးလိုက်ပါတယ်အဲ့ဒီဆွဲချိုးကဆီယမကြီးရူဟာနာရဲ့အဆောင်ဖြစ်ပြီးအာရုံမွေနေ့မရောက်မီအချိန်အထိသူ့ကိုယ်ထဲကဝိညာဉ်ကိုတိတက်အစွမ်းပူကြီးမလောက်အောင်တားထပေးနိုင်လိမ့်မယ် သူတို့တက်နန္နာကဒါအကုန်မဲလို့ပြောလိုက်ပါတော့တယ်လာတီနီတို့လည်းစူရိယရဲ့ဒိုင်ယာရီစာအုပ်ထဲမှာရေးထားတယ်နောက်ထပ်ပြောကားဆရာတယောက်စီဆက်သွားကြပါတော့တယ်အာရုံမွေနေ့ရောက်ရင်၃ရက်အလိုသူတို့စင်ကြောင်းကပေးလိုက်တဲ့ဆွဲချိုကတခြားအစွမ်းထက်တာတွေလည်းရှိနေပါသေးတယ်အဲ့ဒါကတော့အာရုံကိုမကောဆိုးရောင်းဝင်ပူးနေတဲ့အချိန်မှာမတိလိုက်ရတဲ့မှတ်ညံတွေပါပဲနောက်ထပ်သွားတွေ့ရမယ့်ပြောကားဆရာကဒရာချက်လိုခေါ်ပြီးခီးကအလန်းဝေးတော်မူလန်ခီးမှာကားရက်ပြီးခိတ္တနားနေချိန်အာရုံတယောက် ပျောက်ဆုံးနေတဲ့မျက်ညံတို့ပြန်ပေါ်လာပြီးသူမဖခင်ကွယ်လွန်သွားခဲ့ရတာကသူမကြောင့်ဆိုတာတိလိုက်ရကဝမ်းနဲ့စွာငိုကြွေးလိုက်ပါတော့တယ်အာရုံမွေနဲ့ရောက်ရန်နှစ်ရက်အလိုအာရုံကစိတ်သက်ကြစွာနဲ့ရင်ဖွင့်လိုက်ပါတယ်ဒီတယောက်နဲ့လည်းမအောင်မြင်ခဲ့ရင်တော်လိုက်ကြရအောင်ပါတဲ့သူမအမေကတော့ဘရော့မလက်လျှော့မဲ့ပုံမပေါ်ပါဘူးဒီလိုနဲ့ခီးဆက်ကြရင်ပျောကဆရာကြီးဒရာချက်စီရောက်လာခဲ့ကြပါပြီအထဲကိုဝင်သွားတော့အဆောင်တွေကတော့သူမရဲ့နာမည်ကိုကြိုတိနေတဲ့အခါနင်းနေတော့အံ့ဩသွားခဲ့ရပါတယ် ါပေမဲ့အဆောင်တွေကဆရာကြီးနဲ့တွေ့ဖို့ကိုလာတီနီတယောက်ကိုပဲခွင့်ပြုတဲ့အခါကျန်တဲ့မောင်နှမ၃ယောက်ကအပြင်မှာပဲစောင့်နေခဲ့ရပြီးခဏအကြာမှာမိမကြီးတယောက်ရောက်လာခဲ့ပြီးလီယာကိုဝတ်စုံလဲဖို့အတွက်ဝတ်စုံတစုံပေးတဲ့အခါလီယာကဘာလို့သူ့မကိုလဲခိုင်းမှမသိတော့မို့အံ့ဩသွားပါတယ်အားလုံးကိုလည်းအခန်းတစ်ခုစီခေါ်သွားချကတခုခုအတွက်အသင့်ပြင်နေကြပါတယ်ဆရာကြီးကလာတီနီကိုတွေ့တာနဲ့အရင်ဆုံးသူစောင့်နေတာကြာပြီးဖြစ်ပြီးဘာလို့အခုမှရောက်လာခဲ့လဲဆိုကအပြစ်တင်လိုက်ပါတယ် တကယ်တော့အဲ့ဒီဆရာကြီးကအချားအမြင်ရနေတာမျိုးမဟုတ်ပါဘူး။စူရိယာမဆုံးခင်ကတည်းကဒီကိစ္စကိုကြိုတင်စီစဉ်ထားခဲ့တာပဲဖြစ်ပါတယ်။ဆရာကြီးကမင်းရဲ့သမီးကိုလင်းနစ်မှတစ်ချိန်ကြားရောက်တဲ့သူ့မွေးနေ့မတိုင်ခင်မှာသူ့ကိုယ်ထဲကမကောင်းဆိုးရွားကိုဖယ်မထုတ်နိုင်ရင်မကောင်းဆိုးရွားကအပြည့်အဝထိန်းချုပ်သွားလိမ့်မယ်။အဲ့ဒီလိုဆိုလက်ခံကောင်ကိုရှင်းပြမှရလိမ့်မယ်ဆိုတော့လာတီနီကလန့်သွားပြီးကျမသမီးရဲ့အသက်ကိုအဆုံးရှုံးမခံနိုင်ဘူးလေလို့ဝင်ပြောလိုက်ပါတယ်။အဲ့ဒီအခါဆရာကြီးကမင်းရောက်လာတာအရန်နောက်ကျနေပြီ။ ဒါပေမဲ့မပူပါနဲ့အဲ့လိုမဖြစ်အောင်မင်းယောက်ျားနဲ့ငါစီစဉ်ပြီးသားပါငါတို့စီစဉ်ထားတဲ့အတိုင်းလုံးမှာပါလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်အဆောင်တယောက်ဝင်လာပြီးအစီရင်အစဖို့အတွက်အကုန်အသိပြင်ထားပြီးဖြစ်ကြောင်းသတင်းပို့သွားပါတယ်ဆရာကြီးလည်းစကားစာဖြတ်ပြီးကြောက်မက်ဖွယ်အစီရင်ကြီးတစ်ခုကိုစတင်ပါတော့တယ်အစီရင်အဖွင့်အနေနဲ့ကြီးမားလာတဲ့ရွှေရောင်မောင်းကြီးကိုတီးခတ်လိုက်ပြီးအဖွဲသားတချို့ကရိုးရတူရိယာများတီးခတ်နေကြပါတယ်အားလုံးကိုတော့အဖြူရောင်ဝတ်စုံဆင်းမြန်းပေးထားပြီး ရန်ရွှေတော်တွေဝင်းရံကကျမဲအရှင်တွေတွဲလောင်းချိတ်ထားတဲ့နေရာကိုခေါ်လာကြပါဗါတယ်အဲ့ဒီနေရာကိုရောက်တော့ကျမဲတွေချိတ်ထားတဲ့အောက်မှာထိုင်စီကကြက်ချင်းောင်းကိုအာရုံအပေါ်ကနေအုပ်ပြီးမနန်တွေရေးထားတဲ့ပိပြူစားနဲ့အပေါ်ကနေထပ်အုပ်လိုက်ပါတယ်အဲ့ဒါကိုကြည့်နေတဲ့လာတီနီကဘေးမှာရှိနေတဲ့လေယောက်ကိုဘာဖြစ်လို့အာရုံနဲ့စင်တူဝစ်ထားရတာလဲမေးတော့လေယောက်ကသူ့ကိုဝစ်ခိုင်းထားလို့ဝစ်ထားရတာဖြစ်ပြီး "तू လည်းမသိဘူး"လို့ပြောလိုက်ပါတယ်အစီအရင်စားတဲ့အခါမှာတော့ချင်းောင်းလေးကအာရုံတယောက်မခံမရနိုင်ဖြစ်နေပြီး ချင်းနှောင်းကြီးဟာလှုပ်ရမ်းနေပါတော့တယ်။အဲ့ဒီအချိန်လီယာပါဇက်တဲကနေသွေးတွေအန်ထွက်လာတော့လာတီနီကစိုးရိမ်ပြီးကျမသမီးနောက်တစ်ယောက်ကဘာဖြစ်တာလဲလို့လန့်မိတော့ဇန်ဝင်နေတဲ့ဆရာကြီးကမကြားနိုင်ပဲဖြစ်နေတဲ့အခါလာတီနီကအစီရင်လုပ်တဲ့နေရာစီသွားပြီးမေးလိုက်ပါတယ်။အဲ့ဒီမှာတီးလိုက်ရတာကသူမခင်မဆူရီယာနဲ့ပျောကဆရာကြီးတို့ရဲ့အစီအစဉ်ဆိုတာနဆိုးကျင်းနဲ့တော့အောင်လက်ခံကောင်အစားထိုးပေးဖို့အတွက်အစကတည်းကလီယာကိုမွေးစားထားခဲ့တာပါပဲ။အကြောင်းဆုံးတိသွားတဲ့လာတီနီကအဲ့လိုဆိုအဆင်မပြေနိုင်ဘူးလေ။ ကျမရဲ့ဘဲသမီးကိုမှမစရေနိုင်ဘူးလို့ပြောလိုက်ပေမဲ့ပြောကဆရာကြီးကလာတီနီကိုဘာမှဆက်ပြောမနေတော့ပဲသူ့အလုပ်ကသာတဲကြီးမဲကြီးဆက်လုပ်နေပါတယ်အဲ့ဒါနဲ့အချင်းနေဆိုးနေတဲ့မွေးစားသမီးလေးစီသွားတော့လီယာကသွေးသားအရင်မဟုတ်ပေမဲ့ညီမလေးအာရုံအတွက်ဆိုသူစတဲခံနိုင်ပါတယ်ဆိုတဲ့အခါပိုပြီးဝမ်းနဲ့ခဲရပါတယ်အဲ့ဒီအချိန်မှာပဲချင်းတော်ကြီးကိုလှန့်ထဲလိုက်တော့အာရုံကဘဲပြောက်သွားမှမသိမရှိတော့ပဲမိရုပ်တွေလည်းငြိမ့်သွားကား နင်တို့အားလုံးဒါအဲ့အတွက်ပေးဆက်ရမယ်ဆိုတဲ့နဆိုးရဲ့စကားတန်ထွက်ပေါ်လာပါတယ်နဆိုးရဲ့အတန်လှိုင်းကြောင့်အဲ့ဒီမှာရှိနေတဲ့လူတွေအကုန်လုံးဟာစိတ်ကစင်ကလျားတွေဖြစ်ကုန်ပြီးသူတို့ကိုသူတို့တစ်ဆုံတဲ့အထိထိခိုက်နာကျင်အောင်လုပ်နေကြကနောက်ဆုံးမှာအသက်ပြောက်သွားကြပါတော့တယ်နောက်ဆုံးကြံနေသူပျောကဆရာကြီးကိုတော့နဆိုးကရိုးလုံးထွက်ပြပြီးပျောကဆရာကြီးရဲ့အသက်ကိုသူကိုယ်တိုင်နှုတ်ယူလိုက်ပါတယ်အရာတွေကိုတော့အာရုံရဲ့ခန္ဓာကိုယ်ကိုအတုံးချပြီးလှုပ်သွားခဲ့တာဖြစ်ပြီးအသိစိတ်ပြန်ကတ်သွားတဲ့အာရုံလေးက လူတွေကိုသူ့လက်နဲ့တတ်ခတ်မိတာဖြစ်လို့သူ့ကိုယ်သူလူသက်သမားပဲဆိုကအယံဝန်းနေနေပါတော့တယ်။လာတီနီလဲသားသမီးတွေကိုခေါ်ပြီးအမောင်ဖုံးသွားတဲ့နေရာကြီးကနေအ мян ထွက်လာပါတော့တယ်။လာတီနီကကားမောင်းနေရင်တခုစဉ်းစားမိသွားတာကငယ်စဉ်ကသူမဖာကင်ကြီးပေးခဲ့တဲ့အိမ်တော်လေးပါပဲ။အဲ့ဒီတော်လေးကိုကားနောက်ကြီးမှာမှချိတ်ဆွဲထားတယ်။လော့ကတ်သေးထဲမှာထည့်ထားခဲ့တာပါ။လောလောဆယ်သူမတို့မိသားစုလည်းအယံပင်ပန်းနေပြီဖြစ်လို့နားခို့ဖို့လည်းလိုအပ်နေပြီဖြစ်ကား အဲ့ဒီအိမ်ကိုသွားရမယ့်ခီးကလည်းအယံမဝေးတာမို့ငယ်စဉ်ကနေကြတဲ့အင်ဂျီစီကိုဥတီလိုက်ပါတော့တယ်အာရုံမွေနေရောက်ဖို့တရက်အလိုအင်ဂျီစီကိုရောက်လာခဲ့ပါပြီလူမနေတာကြာပြီဆိုတော့အိမ်ထဲမှာဖုန်တွေတက်နေပြီလာတီနီကအဲကမ်းမှာချိတ်ထားတဲ့မိသားစုဓာတ်ပုံတွေကိုကြည့်ပြီးအတိတ်ကအကြောင်းအရာတချို့ကိုသတိရသွားပြန်ပါတယ်ဒီဇလန်ရဲ့ရုံလုံးကဒီနေရာမှာပေါ်လာခဲ့ပါပြီမာစီနာဆိုတဲ့မိမကြီးကလာတီနီဖာခင်ရဲ့ပထမဇနီးပါပဲ မဆီနာတို့တာမီနီယောက်ကိုဘာလို့စိတ်ချမ်းထဲမှာပစ်ထားခဲ့ရတာလဲဆိုတော့မဆီနာမွေးခဲ့တဲ့တမီးလေးကကုသလို့မရနိုင်တဲ့ယောဂအတဲလေးဖြစ်နေလို့ပါပဲဒါလို့ဆိုဇလန်းအစားကဇောင်းဝင်ကန်နဲ့ချိတ်ဆက်မိပြီးသဘောပေါက်ကြလိမ့်မယ်လို့ယူဆတာကြောင့်ဇလန်းလေးပြန်ဆက်ကြမယ်အာရုံကသူမအခြေအနေကိုသိပြီး သမီးမွေနေကရောက်တော့မှအဖေဖြစ်တယ်လို့မျိုးထပ်မဖြစ်စေချင်ဘူးလို့ပြောလိုက်တော့လာတီနီလည်းဘာလို့ရမှမသိတာနဲ့အာရုံကိုအခန်းတစ်ခုစီခေါ်သွားပြီးသမီးဒီမှာပဲနေအမေတို့အပြင်ကနေတော့ကတ်ထားလိုက်မယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့အာရုံကရုတ်တရက်ထဖောက်လာတော့မလဲရှောင်တာတော့ပဲဂရင်ပေါ်မှာကြိုးတုပ်ထားလိုက်ရပါတယ်လာတီနီကအာရုံကြောင့်စိတ်တော့ကရောက်နေပြီးငယ်စဉ်ကအဖေတို့အမေခွဲအမဖြစ်တဲ့မာစီနာရဲ့သမီးလေးဖြစ်တဲ့ယောဂတယ်လေးအီတာနဲ့အတူရှိနေတော့ အီရန်နဲ့အတူမစောဘူးသူမမိခင်ကြီးကပြန်ခေါ်သွားတဲ့အကြောင်းကိုသတိရသွားပါတယ်အဲ့ဒီအချိန်မှာပဲအီရန်ရဲ့ပုံရိပ်ဟာသူမအနောက်မှာပေါ်လာတော့နောက်ကလိုက်သွားတဲ့အခါအီရန်ကတစုံတစ်ခုကိုပြချင်နေမှန်းသိလိုက်ရပြီးသူမရဲ့အနက်ဆိုင်သူမျက်ညံတွေစီထက်ရောက်သွားခဲ့ပါတယ်ပထမဆုံးပြန်ရတဲ့မျက်ညံတွေကတော့သူမရဲ့ဖခင်ကြီးဟာသူ့ရဲ့ပထမစနေဖြစ်တဲ့မာစီနာတို့သားအမိကိုပြစ်ပယ်ထားခဲ့ပြီးသမီးစပွဲမှာတော့အတူစားခွင့်မပေးခဲ့ပါဘူးမာစီနာကသူမအပေါ်မှာတော့ကောင်းရှာပါတယ် သူမအဲ့အတွက်မွေးနေ့လက်ဆောင်လေးယူလာတော့လေသူမဖခင်ကြီးကပိုကြီးတဲ့အယုတ်ကြီးလက်ဆောင်ပေးပြီးမာစီနာရဲ့အယုတ်လေးကိုလွှင့်ပစ်လိုက်ခါသူတို့နဲ့ဝေးဝေးနေပို့မဟုတ်ရင်သူတို့စီကနေယောဂါတွေကူးဆက်လိုက်ပဲလို့ပြောခဲ့တာတွေကိုအမတ်ရနေရင်ဖခင်ကြီးပေးခဲ့တဲ့အယုတ်လေးကိုကင်ကြည့်နေပါဗါးအဲ့ဒီနောက်ဓပုံတစ်ခုကိုကြည့်ရင်ပုံထဲမှာပါတဲ့ဦးလေးဖြစ်သူစူပါကီကိုမြင်ပြီးနောက်ထပ်သတိရစရာတွေပေါ်လာပြန်ပါတယ်အဲ့ဒါကတော့လာတီနီဟာဖခင်ကြီးကမတော်ဖို့တားထတော့လေယောဂသည်လေးအီဒါစီတွတ်တော့ပြီးစောရက်ပါသေးတယ် ဘာပဲပြောပြောဖေအတူမအေကွဲညီအမတွေဆိုတော့တန်ရုံးစင်လည်းရှိတာပေါ့ကွယ်အဲ့ဒီနေ့ကညီမနှစ်ယောက်သွားဆုပ်နေချင်းဦးလေးဖြစ်သူစူပါကီဟာမာစီနာနဲ့စကားပြောနေခဲ့တာတွေကိုပြန်လည်အမတ်ရပြီးဒီကိစ္စတွေရဲ့အဖြေကိုနားလည်သွားတဲ့ပုံနဲ့ချွတ်ရဲ့အမှုရာတွေပြောင်းသွားပါတော့တယ်အဲ့ဒီအခါဘာပဲဖြစ်နေပါစေအာရုံအခန်းကားကိုမဖွင့်လိုက်ဖို့လီယာကိုမှားလိုက်ပြီးဦးလေးဖြစ်သူစီ ထွက်လာခဲ့ပါတယ်စူပါကီစီရောက်တာနဲ့ဦးလေးနဲ့မာစီနာကဘလို့ပတ်သက်နေတာလဲသမီးမိဘတွေတေးရတာဦးလေးကြောင့် အဲ့ဒီမှာဦးလေးကိုမြင်လိုက်ရတယ်ဆိုတော့ငါကမင်းကိုကယ်ပေးချင်လို့ပါဆိုတဲ့အဖြစ်ကြောင့်ဒါပေမဲ့ဦးလေးကဘာလို့အဲ့ဒီမှာရှိနေတာလဲဦးလေးနဲ့မာစီနာဘလို့ပတ်သက်နေတာလဲလို့အဖြစ်ဆက်တောင်းလိုက်ပါတယ်။အဲ့ဒီအခါဦးလေးစူပါကီကဘသူ့ကိုမှပြောမပြဘူးတဲ့ရင်နာစရာဇလန်တပုတ်ကိုပြောပြလိုက်ပါတော့တယ်။ငါမာစီနာကိုချစ်ခဲ့တာဒါပေမဲ့ तू ကငါ့ကိုပြန်မချစ်ဘူး။ဒါတွေအကုန်လုံးကငါချစ်တဲ့မာစီနာက မင်းအဖေနဲ့လက်ထပ်လိုက်တာကနေစတင်ခဲ့တာမင်းအဖေကချမ်းသာပြီးတော့ငါကတော့သူ့ရဲ့ကာသမာတတပဲရှိတာလေမာစီနာကမပြည့်စုံတဲ့ကလေးလေးမွေးခဲ့တယ်အဲ့ဒီလူချမ်းသာကြီးကကလေးကိုလက်မခံနိုင်ခဲ့ဘူးသူကမာစီနာကိုအပြစ်တင်ခဲ့တယ်သူဝမ်းကွဲဖြစ်တဲ့မင်းအမေနဲ့လက်ထပ်ပြီးနောက်မှာမင်းကိုမွေးလာခဲ့တာပဲမင်းကမာစီနာသမီးထက်ပိုပြီးချမ်းမာနေတော့မာစီနာနဲ့သူသမီးအီတာကပိုပြီးခံစားရတာပေါ့အီတာအချင်းတွေက တခြားတာမန်ကလေးတွေလိုပဲကြီးထွားလာခဲ့တာအဲ့ဒါကို तू ကဝမ်းသာရမယ်အစားသူတို့ကိုစွန့်ပစ်လိုက်တယ်အရှက်မရချင်တာနဲ့မစီနာနဲ့သူ့ကလေးကိုအင်ကနေနှင်ထုတ်လိုက်တယ်ကလေးကိုလည်းတေးတဲ့အထိမချမ်းမမာနဲ့ထားလိုက်တယ်လေမစီနာကသူ့ကိုယ်သူတက်တည်ခဲ့တယ်သူက အကုန်လုံးအတွက်ပေးဆက်သွားရတယ်လို့ဝမ်းနဲ့ကြေခွဲစွာနဲ့ပြောပြခဲ့ပါတယ်စူပါကီဆက်ပြောတာကငါမစီနာကိုချစ်တယ်ငါသူ့ကိုကူညီချင်တယ် မင်းတို့မိသားစုကိုသူ့အတွက်လက်စားချေပေးခြင်းနဲ့မင်းအဖေနဲ့သူ့မျိုးဆက်တွေအကုန်လုံးအဲ့ဒီအတွက်ပြန်ခံရမယ်ဆိုတာပါပဲစူပါကီကမြေမြုပ်ထားတဲ့မာစီနာအလောင်းကိုပြန်ဖို့ပြီးနောက်ကျောအရေကုန်ကိုဆွဲပြက်လိုက်ကအဲ့ဒီအရေကုန်ပေါ်မှာမနန်တွေရေးပြီးမာစီနာရဲ့ဝိညာဉ်ကိုဆင့်ခေါ်လိုက်တာပဲဖြစ်ပါတယ်ဒါပေမဲ့မစီမဆိုင်နင်နာခဲရသူကအာရုံဖြစ်နေတော့လာတီနီအတွက်မိခင်တယောက်အနေနဲ့ဘလောက်ထိတောင်ပူဆွေးတော့ကရောက်နေမလဲလာတီနီကသူ့သမီးကိုပြန်ခေါ်ပေးဖို့တောင်းပန်လိုက်ပါတယ်အဲ့ဒီအချိန်အာရုံအခန်းထဲကို မာစီနာရောက်လာခဲ့ပြီးသူမကိုပုတ်ကပ်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတော့ကိုမှန်တဲ့ကနေတဆင်မြင်တွေ့လိုက်ရပါတယ်အားလုံးမွေးနေ့မတိုင်ခင်တနာရီအလိုလာတီနီကသူမရဲ့သမီးလေးကိုအရင်အတိုင်းပြန်ဖြစ်အောင်လုပ်ပေးဖို့ညှိုးငယ်စွာတောင်းပန်လိုက်ပေမဲ့စူဖာကီကငါမင်းကိုမကူညီနိုင်ဘူးဆိုကာလက်ထွက်သွားပါတော့တယ်အဲ့ဒီအချိန်အခန်းထဲကအာရုံလေးဟာဘေးပေါ်မြောက်တက်လာပြီးအချုပ်အနော်ကနေလွတ်မြောက်သွားကာနိုင်ရံတွေပေါ်မှာလမ်းလျှောက်နေပါလေပစက်ကနေလဲကြောက်မက်ဖွဲ့အတန်ကြီးနဲ့အကုန်လုံးကိုဒီအတွက်ပေးဆက်ရမယ်ဆိုပြီးကျုံးဝါနေတော့ အပြင်မှာစောင့်နေကြတဲ့လီယာတို့လည်းလန့်နေကြပါတယ်။အဖြစ်ဖြစ်နဲ့အာရုံအတန်ကနေရာပြောင်းသွားပြီးမျက်နှာချက်ပေါ်ရောက်နေပြီမှန်သိလိုက်ရတော့လီယာလည်းအန်ရကင်းမဲ့ထင်ရတဲ့ပက်စီမောင်လေးကိုခေါ်သွားပါတယ်။ဒါပေမဲ့အာရုံကသူ့တို့ရှိတဲ့တဲ့ပြုတ်ကျလာပြီးရာမားကိုခေါ်သွားပါတယ်။လီယာလည်းမောင်လေးကိုစိတ်ပူပြီးလိုက်ရှာတော့ရေချိုခန်းထဲရောက်နေတာတွေ့တာနဲ့တောက်ခေါ်ချိန်မှာအခန်းတကားကသူ့အလိုလိုဖိတ်သွားပြီးဘလို့မှပြန်ဖွင့်လို့မရတော့ပါဘူး။ လာတီနီကတော့ဦးလေးစီကနေပြန်ထွက်လာခဲ့ပြီးမာစီနာတို့နေခဲ့တဲ့အိမ်ထဲကိုအာရုံဝင်သွားတာတွေ့တော့နောက်ကလိုက်သွားပါတယ်အိမ်ထဲကိုရောက်တော့ဂရင်အောက်မှာခြေောက်တစ်စုံရွေလျားသွားတာမြင်ပြီးဂရင်အောက်ကိုငုံကြည့်လိုက်ပါတယ်ဒါပေမဲ့ဘယ်သူမှရှိမနေတာမို့တပြင်းချပြီးပြန်အထမှာဘေးကနေပေါ်လာတာမို့လန့်သွားပြီးမျက်နှာကိုလက်နဲ့ကာထားလိုက်ပါတယ်ပေါ်လာသူကအာရုံတော့မဟုတ်မာစီနာရဲ့တမီလီအီဒါဖြစ်နေပြီးသူ့နောက်ကိုလိုက်ခဲ့ဖို့အချက်ပြနေတဲ့အခါလာတီနီလည်းလိုက်သွားပါတော့တယ်အာရုံဝင်နေမတိုင်ခင်မိနစ်30အလို လက်တင်ီအနောက်ကလိုက်သွားတော့သူမရဲ့တမီအာရုံပြန်ဖြစ်နေပြီတနေရာအရောက်မှာကြောပေးနေတဲ့အာရုံကိုပြန်တွေးခဲ့ရပြီသူမဘက်ကိုလှည့်လာတော့ဘိုက်ကဦးရီအပြင်ကိုထွက်ကြနေကလဲကျသွားပါတယ်လက်တင်ီလည်းအယမ်းစိတ်ပူပြီးအာရုံကိုဖေးမနေတော့မှာအာရုံကပြန်ပြောက်သွားတော့ဒါဟာမာစီနာရဲ့လဲစားမှုဖြစ်နေမှန်းသိလိုက်ရပြီဒေါသထွက်နေပါတယ်အဲ့ဒီအချိန်မှာပဲအာရုံကတစ်ပင်ပေါ်ကနေဇောက်တိုးဆင်းလာပြီး ချောင်းလန့်ပြန်ပါတယ်လက်တီတင်းတယောက်ဒေါသအရန်ထွက်လာပြီးမဆီနာနမေကိုအကြဲကြီးအော်ဟစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာအာရုံရဲ့အတန်ကိုထတ်ကြားလိုက်ရပြီးအတန်လာရနောက်ကိုလိုက်သွားတော့ချောင်းနှကန်းဝါမှာမတ်တက်ရနေတဲ့အာရုံကိုတွေးလိုက်ရပြန်ပါတယ်ဒါပေမဲ့မဆီနာကထိန်းချုပ်ထားပြီးချောင်းထဲကိုခုန်ချမဲ့မြင်ကွင်းကိုလက်တီနီကိုပြချင်နေတာပါအဲ့ဒီအချိန်မှာပဲထင်မှတ်မထားတာတခုဖြစ်သွားခဲ့ပါတယ်အရာကတော့စူပါကီရောက်လာပြီးအာရုံကိုယ်ရဲ့ဝင်နေတဲ့မဆီနာရဲ့ဝိညာဉ်ကိုအမိဖမ်းလိုက်တာပါပဲ စူပါကစ်ကသူ့အမားတွေကိုနောင်နာရသွားခဲ့တာလားဒါမှမဟုတ်အာရွန်လေးအတွက်ပဲစိတ်မကောင်းဖြစ်သွားလို့လားမသိပေမဲ့မာစီနာရဲ့ဝိညာဉ်ကိုကျွတ်လွတ်ဖို့အတွက်ရေလေကောင်းမှအစီရင်တစ်ခုလှုပ်လိုက်ပါတယ်အစီရင်ကအောင်မြင်သွားတာလားမသိအာရွန်လေးကပြန်ကောင်းလာတော့ဒီနေရာကနေမြတ်မြတ်ထွက်သွားဖို့ပြောလိုက်ပါတယ် အာရုံဝင်နေမရောက်ခင်3မိနစ်အလိုအာရုံကိုယ်တွေကထွက်သွားတဲ့မာစီနာကရေအောက်ထက်ကနေစူပါကစ်ကိုဆွဲချပြီးခေါင်းဖြတ်ပစ်လိုက်ပါတယ်။ကုန်းပေါ်ရောက်သွားကြပြီဖြစ်တဲ့လာတီနီကဒီကိစ္စကြီးပြီးသွားပါပြီဆိုကသမီးငယ်လေးကိုထွေးပွေ့ထားလိုက်ပါတယ်။အာရုံဝင်နေမတိုင်ခင်3မိနစ်အလိုမာစီနာကလေထဲကနေအရှိန်နဲ့ဝင်လာတော့လာတီနီကသမီးငယ်ရှိကနေကာကွယ်ထားတဲ့အခါသူမကိုယ်တည်းဝင်ပူးသွားပြီးအာရုံကိုကြောက်တုံးနဲ့ထုတ်တက်ဖို့လောက်ပါတော့တယ်။ဒါပေမဲ့လာတီနီရဲ့ကြီးမားတဲ့မိဘမြစ်တာကြောင့် ကိုယ်ထဲဝင်နေတဲ့မကောင်းဆိုးရွားကိုပြန်လဲတွန်းလှန်ပြီးအားလုံးကိုမထိခိုက်မိအောင်ကြားကန်ထားပါတယ်ဒီမိမကြီးမစီနာရဲ့အညို့အတိကဘလူနီနဲ့မှရက်တန့်သွားမှာမဟုတ်မှန်းသိတဲ့လာတီနီကကြံရမရတဲ့အစိုးမှာတော့ကြောက်တုံးကိုဥကောင်းတဲ့ dresses ဆောင်းလိုက်ကသူမကိုသူမတက်တည်ပြီးမကောင်းဆိုးရွားကိုတခါတည်းအပါခေါ်သွားပါတော့တယ်နောက်တနေ့ဒီလိုအချိန်မှာတော့မိခင်ကြီးလာတီနီကိုမြုံနှံထားတဲ့တင်းချိုင်းစီကျန်ရစ်သူမောင်နှမ၃ယောက်ရောက်လာကြပြီးရန်ဆုတန်းတားနေကြကား ဇလန်းလေးဟာအဆုံးသက်သွားပါတော့တယ်ခမဒီဇလန်းလေးဟာတရေကားဆိုတာထက်တသမိအပေါ်ထားတဲ့မိခင်တယောက်ရဲ့ကြီးမားတဲ့မိဘမြတ်တော်ကိုအကောင်းဆုံးပုံဖော်ပြသပေးသွားတာဖြစ်လို့ဇလန်းကောင်းလေးတပုတ်လို့တတ်မှတ်လို့ရပါတယ်ခမနောက်ဗီဒီယိုမှာပြန်ဆုံကြမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခမ